လာမင်းလက်ခုတ်တန်သူလာမင်းရဲ့ချူတာနဲ့လက်ခုတ်တန်စာအုပ်ကကျွန်တော်တို့ကိုဘယ်လိုလွှမ်းမိုးခဲ့ပါသလဲကျွန်တော်နဲ့အတူတူရက်ထိုင်တော်တဲ့ကဆရာကမေးဘူးတယ်ဒီဝိတုကဒီကိမှာလူငယ်တွေကြတကြောပြန်ရေမန်းစားလာပြန်တာကနေစကားဆသွားကြတာပါပဲအဲ့မှာကျွန်တော်မူးသေးပါအောင်တစ်ခွက်လောက်ပဲတောက်ရသေးတာကိုဒါပေမဲ့ကျွန်တော်စိတ်ပါလက်ပါပြောရတာပဲထုံးစံတိုင်းစိတ်ပါသွားတဲ့အခါကျွန်တော်က emotion တွေရေးလဲပါဝင်တာပေါ့ ဒီနေ့ကခြံဒိတ်တွေအာယုံမှန်ဖြစ်ချင်တယ်လို့ကျွန်တော်တို့ခြံဒိတ်တွေကလက်စစ်ကေတာတီးရဲ့ဇွန်မိုးဖြစ်ချင်နေတဲ့ဆရာရဲ့ပေါ့ဝိတုတန်ကဇက်လိုက်ဇွန်မိုးကသူတီးနေတဲ့ဘေးကေတာကိုဆွန့်ပစ်ပြီးစာသားမပါတန်တင်နေကြီးတာတီးရတဲ့ကလက်စစ်ကေတာကိုကောက်ကင်သွားတယ်လို့မျိုးရော့ဂီတာရဲ့တီးအိုင်ကိုအိုဇီအော့စ်ဘွန်စကေရိုရိုကိုကိုဝေဂျီဘလက်မိုးကိုဂီတာနဲ့ပြန်လို့ထင်နေခဲ့တဲ့ကျွန်တော်လေကလက်စစ်ကေတာကိုနှစ်တန်မြန်လို့သွားခဲ့ရတယ် classical ဂီတကြောင့်ဗမာလိုရေးသားထားတဲ့စာအုပ်မရှိတော့အင်္ဂလိပ်စာနဲ့ရေးကြွထားတဲ့များလည်းအတင်းဖက်ကြည့်ရတာများသချင်းနှုတ်လေးတီးကြည့်နားမလည်တဲ့ကဘိုးရနားလည်းတက်ကြွတဲ့လူတွေစီ စာလိုက်ကနေစာလေးပို့ပြီးမိချင်းနဲ့ယူသွက်ခဲ့ရတယ်အဲ့ပြမြန်မာလိုရေးရဲ့ထဲမှာဆိုရင်တော့ရှားရှားပါပါထုံမြင့်နိုင်တော့လို့ရှိမယ်ကိုမြင်ဘူးပဲရော်ရမ်းမှန်းစားခဲ့ရတဲ့ကိုသက်ရွှေကိုနေမျိုးဝင်းကိုစောအဆရှိတဲ့လူတွေစီက ပြန်စားလာတဲ့အခါအံ့ဩဝမ်းသာပေါ့ မိုးဇဲမော်ဗလီအိုင်ဇက်အေဗန်နီရဲ့လီဗန်နာဘက်ရဲ့ပေါင်ရီအင်အင်းမိုင်နာပါချမ်းမဲ့ကန်နွန်အင်ဒီတာရီကရဲ့ရီကာရိုရီလာအမ်ဘရာအစရှိတဲ့ခြင်းတွေပြောင်းလဲမီလီအောင်မှာနှုတ်ဆက်ရတဲ့ဖဲရင်တိခက်နေရစဉ်ကကျွန်တော်ဘာတွေ့ဘူးလဲသိလားဆရာလုံးနဲ့နေပေါင်း200ကျော်လောက်ကအဲ့ဒီဘိုးတော်ကြီးတွေဟာမင်းအင်လေးတွေအောင်မှာ ်မင်းမင်းဘုံနဘေးမှာငါအခုတီးခတ်နေတဲ့တခြင်းတွေကိုနှုတ်ဆရက်တွေနဲ့ခြာရေးခဲ့မှာပေါ့အခုသူတို့မရှိတော့သူတို့မွေးရမည်နဲ့မိုင်ထောင်ပေါင်းများစွာဝေးကွာတဲ့အရက်တွေသားဗမာပြည်ရဲ့မထင်မကြားတော့ရုံအညာမျိုးကလေးပါကျွန်တော်တို့ခြံတယ်လေးတရားပါကိုပောင်ဝင်ကြီးကဘာတွေတုံးလို့မေးနေတိနားမလည်နိုင်နဲ့အဲ့ဒီရမ်းလာတဲ့ဂီတနှုတ်တွေညမမောင်ဖျောင်းနိုင်လေးအောင်ပါတီးခတ်နေတယ်အဲ့ဒီတွေ့ရတာလေကျွန်တော်ရင်မတင်ပါဘူး လူမမသိဘူးဗျာအဲ့ဒီကန်ဝင်တချင်းကြီးတွေတီလို့ပြင်းလာတဲ့အခါကျွန်တော်ဆိုင်မွန်နဲ့ကာဖန်ကေရဲ့စကာဘရော့ဖေးလို့တချင်းမျိုးကိုလေကလပ်စကေကတာနဲ့တီးတာပါပဲဒါကိုကျွန်တော်ပြောတာအကြောင်းရှိရဆရာခဏလေးအဲ့တော့ကျွန်တော်ဘာမှ မျောလင့်ထားခဲ့ဘူးဘာကိုမျောလင့်ရအောင်မှလည်းကြိုက်တယ်တီးတယ်ဒါပဲပေါ့လေနောက်ထပ်ဆင်းနေစငါနှစ်ပေါ့အဲ့လိုကြာပြီးမှကျွန်တော်ရိုရှန်အနေနဲ့ကစကာဘရော့မျိုးလေးတွေရောက်သွားအဲ့မျိုးလေးတွေကရက်ဆိုင်တစ်ခုမှာ အတိတ်ချိန်ထားတဲ့ classic ရဲ့ကိတာတစ်လက်ကိုကောက်ကန်ပြီးမိမတရားကိုကိတာတွေတီးပြနေပြန်တယ်။စကွန်ရာသူလောက်ကဆက်ဆိုထားတဲ့ Scarborough Fitzgin အလဲခဲဥရောပအနှံ့အောင်တည်မင်းလို့ခေါ်တဲ့ play yoga ကကြီးဖြစ်ပြီးချစ်သူနှစ်ယောက်ကြောင့်ဆက်ဆိုထားတဲ့ရှင်အင်္ဂလိပ်ပေါ်လက်အဲ့ဒီဆွေတဲ့ချင်းကြီးကိုကျွန်တော်အနှစ်300လောက်ကြာမှာဘိုးဘမာပြီးတော့ရုံအညာမှာအတီးကျင်းနေတယ်ခုအဲ့ဒီချင်းနေရမျိုးကိုကျွန်တော်ရောက်တဲ့ပြီးမိမတရားကိုတီးပြနေတယ် စာရီရဲ့ဘလောက်ဆန်လိုက်တယ်ဗျာအဲ့လိုပေါ့ဗျာရှိသေးတယ်ကျွန်တော်မြူးနေမှာလှုပ်လှုပ်ဆင်ရကက်လေဩစတြေးလျရဲ့ရထားထဲဝင်သွားတယ်မိနစ်၄၀လောက်စီးရင်စိုက်ပါဆိုတဲ့တောင်းနေကြအမျိုးလေးကိုရောက်တယ်ရှင်တွေတုံလိုက်တဲ့ဆရာရဲ့တမျိုးလုံးလေးလူငယ်တွေနဲ့ပြည့်နေတာအကုန်လုံးတရော့ချဲလို့ဂစ်တာအဲ့လိုတူရီရလေးလွယ်ထားကြတယ်ဂစ်တာတက်ကတူရှိတော့တကဘာလုံးကလူငယ်တွေလာတက်နေကြတာပေါ့အဲ့မှာအင်းနေကိုကျွန်တော်ရောက်သွားတယ်အင်းပြင်းမောင်းကနေစားလုံးပြီးကျွန်တော်ထိုင်နေရပဲပါဇက်ကရွတ်နေတယ် တာရာ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 အဲအဲ့လိုတွေအတန်တွေရွတ်နေပါတယ်။ကဘာတို့မော်ဘရီသချင်းလေးအဲ့ဒီအိမ်ကမိုးဆက်မွေးရဲ့အိမ်ပဲ။ဘလောက်ထူဆန်းလဲဗျာ။သူသချင်းနှုတ်တွေအိုးဝေးမှာပြောင်းရည်နဲ့ဖတ်ပြီးအတီးချင်းခဲ့နေကျွန်တော်ကအခုသူ့အိမ်ရောက်မှထိုင်ပြီးသူရေးခဲ့တဲ့တန်ပြန်တွေကိုရွတ်ချင်နေတာ။ကျွန်တော်လားပြုံးနေတာပါပဲ။လူဝါတူတူလေးဆရာကြီးဘဝမှာမတည်ခင်လေးအဲ့ဒီအရာသားမျိုးခံစားတော့ရတာနေနဲ့လူဖြစ်ရတာတန်နေ။ခုတီးနေလားဆိုတော့ မတီးတော့ပါဘူးဆရာရဲ့လက်ချောင်းတွေကမပြောပြောင်းတော့ဒုတ်ချောင်းတွေလိုမာကျိုးခဲ့ဒါပေမဲ့ဘဝမှာလူဖြစ်ရရင်ခဏတားလေးကိုစာပေအစီနေလေးနည်းနည်းဖတ်ခဲ့ဘူးကဘာကနဝင်ဂီတာလေးကိုနည်းနည်းခံစားခဲ့ဘူးလားတော်ပါပြီလေဆရာရဲ့လာမင်းရဲ့ချူတာလေးလက်ခုတ်တန်စားဟောကျွန်တော်တို့ဘယ်လိုလွှမ်းမှုခဲ့လဲကျွန်တော်မပြောပြတတ်ဘူးခုခုကျွန်တော်ပြောသွားတာရောဆရာနားလည်ရလားဗျာဆရာကမပြောပဲပြောနေတယ်သူကျင်းနေနေလားပါလားကျွန်တော်မသေးကြပါဘူး မနစ်စီဟာဆရာညီဝီလေးနဲ့မန်လီစစ်တပ်ဖက်တို့ကចောင်းသားចောင်းသူတွေလာမင်းရဲ့ခြူသားတဲ့လက်ခုံတန်ဆောင်နဲ့ပတ်သက်ပြီးရေးသူဖက်သူပွဲတွေလုပ်ကြပါတယ်။အပြည့်လန်ဆွေးနွေးကြတာအပြင်ဆရာညီဝီလေးနဲ့တူ classical guitar နဲ့အကူတယောက်ပါလာပြီးစာအုပ်ထဲရေးထားတဲ့ခြင်းတွေတီးပြပါတယ်။အင်မတန်လာတဲ့ပွဲလေးပါ။အဲ့ဒီမှာဆရာညီဝီလေးကကျွန်တော်ကိုဗီဒီယိုကောနဲ့ဝင်ပြောခိုင်းပါတယ်။သူ့ဆောင်နဲ့ပတ်သက်ပြီးမှတ်ချက်ကူကူပေါ့။ကျွန်တော်အပေါ်မှာရေးထားတာလေးရန်ကုန်ကနေဗီဒီယိုကောနဲ့ညီလေးညီမလေးတွေကိုဖတ်ပြပါတယ်။ အားလုံးပြပွချင်းနဲ့ဖြစ်ခဲ့ရလို့ဘွေးရနေကျင်းနေခဲ့ရတဲ့ပွဲပါအဲ့နေရာပွဲမှာပါတဲ့မန်လီစစ်တက်ကတူကညီလေးညီမလေးတွေကိုကျွန်တော်လာလို့မယ်ဆိုရဲရေးသူဖက်သူပွဲလေးမလုပ်ဖြစ်သေးတာကိုလည်းအမှတ်ရအောင်ပါပီယွန်